နဘဉ္စရပါတော့မဲတဲ့ခါကျတော့ကိုယ်မှာဘာရှိတုံးလို့မဲတော့ခန္ဓာ၅ပါးရှိတယ်လို့ဖြေကြမှန်ပါခန္ဓာ၅ပါးရှိပြီကာလနဲ့တော့ဒီခန္ဓာ၅ပါးတို့ဤပင်ကိုယ်သဘောကိုခန္ဓာ၅ပါးတို့ပင်ကိုယ်သဘောကိုမြင်လို့ရှိရင်ဩခန္ဓာတို့ဤသဘောဟာခန္ဓာဆိုရသည်ဇာတိဆိုတာမရဏနဲ့တွဲတယ်မှန်ပါဖြစ်တာဇာတိနည်းနည်းလေးသိတာလေဆိုတာပြက်တာကမရဏမှန်ပါ နင်ခန္ဓာတစ်ခုတစ်ခုမှာဇာတိဇရာမရဏဖြစ်ပြီးပြည့်ရှိမှန်ပါဘာဖြစ်ကြခန္ဓာတစ်ခုတစ်ခုမှာဘာရှိဖြစ်ပြီးပြည့်ရှိဘယ်ခန္ဓာမဆိုဖြစ်ပြီးပြည့်ရှိမှန်ပါဘာဖြစ်ကြဖြစ်ပြီးပြည့်ရှိနေတော့ဒီကနေပြည့်စကာမ်တဲ့မဲ့ပြ်ဆတဲ့ဘုန်းကြီးပေးထားမျိးလုံးဖေးပေးထားတဲ့မျိုးလုံးနဲ့သမာဓိသမာတင်္ကပ္ပမျက်မှန်တတ်ပြီးသမာဓိမျိုးလုံးနဲ့ဒကာမတို့ဒါရှေ့တိုင်းရှေ့ဆုံးကကသမာတင်္ကပ္ပမျက်မှန် ဟောရကနောက်ကသမာဓိဒီမျက်လုံးဟုတ်လားဒီကသမာဓိတာတတိကံနေပြီဒီမျက်လုံးကနင်ဟောရီမျက်မှန်ရှိတဲ့ဘက်သာတဲ့မျက်မှန်တဲ့လို့ရှိရင်မျက်မှန်တဲ့လို့ရှိရင်ဒီခန္ဓာကြီးတဘောကိုမသိလိမ့်မယ်ဝရိယကနောက်ကနေမြဲတွန်းပြီဘယ်မှမကြည့်နဲ့ဘယ်မှမကြည့်နဲ့ဒါရင်ကြည့်တဘောရတယ်သမာဓိကတကယ်လေဒီကရမတွေကိုဖြောင်းဖြောင်းကြည့်ပါဖြောင်းဖြောင်းကြည့်ပါလို့သူကအားမပေးဘူးလားအဲ့ဒါကြောင့်ဟောရကမျက်မှန်ဟောရကမျက်လုံးဟောရကသတိသေးသမားဒါကနောက်ကတွန်းပြီသမား ဓာရီကားလို့ရှင်ဖြောင်းဖြောင်းသာကြီးဖြောင်းဖြောင်းသာကြီးလို့သမာဓိကအာဘိဓမ္မမဲ့ကငါပါသဘောကြဒါကသမာသင်္ကပ္ပဘာနဲ့တူတယ်မြန်ပါလားသမာဓိကြီးကမျက်လုံးနဲ့မျက်လုံးကဟိုလက်ဒီနဲ့နေမှာဆိုလို့သမာသတိကသတိပေးတယ်ဟောဒီခန္ဓာဘယ်လိုဖြစ်တယ်ဆိုတော့သတိထားခန္ဓာဘယ်လိုဖြစ်တယ်ဆိုတော့သတိထားသမထရိယသတိမဲဦးလားသမထမာရိကတဲ့မင်းသတိထားတဲ့ခြေကိုတဲ့ဖြောင်းဖြောင်းထားပါဖြောင်းဖြောင်းထားပါလို့သူကလည်းဒီမျက်လုံးကို မျိုးလုံးပေါ်မှာတကယ်တော့ဒီဖြောင်းဖို့ပဲသူကသမာဓိကအားဖြင့်ဝရိယကလည်းတကယ်တော့ကြိုးစားပြီးဒီကရတိုက်တွန်းနေဒီဘက်မှာတော့ဘယ်မှမသွားနဲ့ဒီဘက်မှာတော့ဘယ်မှမသွားနဲ့ဆိုတော့မဲခင်ငါးပါးသူ့လို့သူမလုပ်ကြဘူးလူရင်းတော့မဲခင်ငါးပါးကဒီမြတ်မှန်ကလည်းဟောဒီညာကြီးအကူကြီးပဲဒီဘက်ကတတိဝရိယသမာဓိတွေကလည်းဒီညာကူညီပေးကြတယ်သဘောကျဒီညာကအမှန်ကန်မြင်ဖို့ကို မျက်မှန်တတ်တယ်ဆိုတော့မျက်လုံးကူတာပေါ့လားဒါပြန်သမာသင်္ကပ္ပလည်းသမာဓိဖြင့်အကူကြီးမှန်ပါသတိကရောသမာဓိမှန်ပါအဲသမာဓိရောသမာဓိနဲ့မျက်လုံးကြီးအကူကြီးမှန်ပါဝရိယကရောသမာဓိနဲ့အကူကြီးထားပြီဒီကလာဒါကြောင့်ဒီကဓမ္မတို့ဩအမှန်ကမြင်ဖို့အကူကြီးလေးခုပေးရပါသလားဆိုတော့ပေါ်လာပါမှန်ပါအမှန်ကမြင်ဖို့နော်မှန်ပါခဏခဏဖြစ်လိုက်ကြည့်လိုက်ပြက်လိုက်ဖြစ်လိုက်ကြည့်လိုက်ပြက်လိုက် တဏှာပြန်လဲဆိုကြလို့ရှိရင်လည်းဖြစ်ပြက်ဟုတ်လားအဲ့ဒီဖြစ်ပြက်ကလေးဖြစ်ပြက်ကလေးခန္ဓာကိုယ်ထဲမှာကိုပဲဒီငါးခုကိုသမာဓိဋ္ဌိကြီးခုတော့ဒါသမာဓိဋ္ဌိထားလိုက်ပါတော့သူထူးထူးခြားခြားအဲသမာဓိဋ္ဌိကိုသမာဓိငယ်ပါမြန်မာရှိကကျုပ်ကူညီပါမယ်ဆိုပြီးသူကမြန်မာကူညီပေးဒါမျက်လုံးကဒီမြန်မာနဲ့တက်ပြီးကြည့်လိုက်တော့တတိကလည်းခင်ဗျာဘယ်မှမရှိပါနဲ့သမာဓိကလည်းဒီဒီကြီးလောက်ပါဝရိယကလည်းကျုပ်တွန်းပေးပါမယ်ဒီနေရာမှာတော့ဘယ်မှမတော်ပါနဲ့ခန္ဓာငါးပါးဖြစ်ဖြစ်ပဲကြည့်ပေးမှန်ပါပါ ကြည့်လို့တဲ့ခါကျတော့ရှင်ဖြင့်ကိုရထားတဲ့ဘောဟာအရတော်လေးစွာလားအရဆူးလေးစွာလားမြင်လားမှန်ပါပါဘယ်လိုမြင်မှထင်ကြအရဆူးလေးစွာမြင်မယ်တရားဓမ္မတွေဘယ်လိုမြင်မှထင်ကြအရဆူးလေးစွာသဘောပါပါဘာဖြစ်လို့အရဆူးလေးစွာလို့မြင်ရမလို့ဆိုတော့အိုးအနစ်္စခန္ဓာကြီးရမှန်ပါခိုင်တဲ့ခန္ဓာရတာလားမခိုင်တဲ့ခန္ဓာရခိုင်တဲ့ခန္ဓာ မခံတဲ့ခန္ဓာရထားတယ်ဆိုတာခொနည်းကမျက်မှန်ကောင်းမျက်လုံးကောင်းတဲ့သတိပေးကောင်းတယ်ကြောင့်မြင်တာတော့နမယမြင်နိုင်ပါမမြင်ပါဘူးဟောမြင်အဲ့ရောက်ဟိုအရင်တုန်းကမမြင်တာဟာပင်ကိုယ်သဘောခန္ဓာဤပင်ကိုယ်သဘောမြင်မလားမြင်ပါဘူးမြင်လာလို့ရှိရင်ဟောဒီတမာဓိဋ္ဌိတန်းလာလို့ရှိရင်ဖြင့်မိစ္ဆာဓိဋ္ဌိတမာဓိဋ္ဌိဆိုတာကဝိစ္ဆာမှန်ပါ မာရီတွေဝင်လာတဲ့ခေါင်းကပြောခဲ့တယ်အဝိဇ္ဇာရှိသေးရဲ့ရှိပါဘူးအဝိဇ္ဇာချုပ်ချုပ်ပြီတရားဓမ္မဒီကအမြင်မှားလာလို့ရှိရင်အဝိဇ္ဇာချုပ်မှန်ပါဇုံလုံးကတစ်ဖက်တော့မြင်ပြီမှန်ပါဇုံလုံးကမှလည်းဖြစ်တစ်ဖက်မြင်ပါတစ်ဖက်မြင်တော့ဓဃာဓမ္မတွေခွန်ကြီးကသတိပေးဓဃာဓမ္မတို့ဒီငါးပါးနဲ့ပဲကြည်ပါကြည်ပါကိုယ်ခန္ဓာငါးပါးတစ်ပါးပါကြည်ပြီးပါဝေဒနာကြိတ်ဝေဒနာကြည်ပါစိတ်ကြိတ်စိတ်ကြည်ပါရုပ်ကြိတ်ရုပ်ကြည်ပါကြည်လိုက်လို့ရှိရင်ဘာပဲကြည်ကြည်ခင်ဗျားတို့အင်းအဖြစ်နဲ့ပြက်ဖက်တွေ့ပါလိမ့်မယ် အဖြစ်နဲ့ပြက်ပဲတွေ့ပါလိမ့်မယ်ဆိုတော့အဖြစ်ပြက်တွေမတွေ့ဘူးဒီမျက်လုံးကောင်းနဲ့မျက်မှန်ကောင်းနဲ့ဘဝတွေ့ဘူးမျက်မှန်ကောင်းနဲ့မျက်လုံးကောင်းနဲ့သတိပေးကောင်းနဲ့အာပေးကောင်းနဲ့ဟုတ်လားဒါကြတယ်နဲ့တိတိတနာဖြောင်းအောင်အာပေးတဲ့တမာရီနဲ့ဒီလိုစုံပြီးဒီကရမျက်လုံးပေါ်မှာအကူအညီတွေပေးလိုက်ပြီဆိုမှဖြင့်ကိုယ်သဘောကိုမသိပဲသိပါကိုယ်သဘောကိုသိတော့ဩတို့ကလူလာမှတ်တယ်အနှိမ့်ချကြီးပါလားမင်းမာလာမှတ်တယ်အနှိမ့်ချကြီးပါလား ယောက်ျားရမှတ်တယ်ဗျာအိဋ္ဌသဘောကြပြဟောအိဋ္ဌမှာတော့ဘာမှမရှိပါလားဆိုတာပေါ်လာတော့တော်ပြီတော်ပြီအိဋ္ဌခန္ဓာကြီးဖြစ်မလို့ခြင်းဘူးဆိုတော့လိုချင်တဲ့တဏှာရှိသေးရဲ့မလို့ခြင်းတော့အိဋ္ဌမှန်သိတဲ့လိုချင်တဲ့တဏှာရှိသေးရဲ့မရှိပါဘူးဒါဖြင့်အိဋ္ဌမှန်သိတာကဝိစ္စဟုတ်လားသူသိလို့မမေလိုချင်တဲ့သဘောလေးပဲနော် မရှိတာကတဏှာသေးတာဆိုတော့ဝိညာဉ်နဲ့တဏှာမသေးသေးဘူးလားသေပါဘူး။ဒါဝိညာဉ်နဲ့တဏှာသေးတာဒီဒကာရမတို့အမြင့်မှန်ရလို့သေသွားတယ်။အမြင့်မှန်မရရင်သေပါဘူး။အဲ့ဒီတော့နောက်ကရင်ပြန်ရှိနေဖို့ပဲအခုကောင်းမကောင်းတော့စစ်စစ်။သဘောကျ။ဒါကြောင့်ဝိပဿနာရှိတာအခုကောင်းမကောင်းစစ်စစ်တာ။နောက်ကရင်ကြတာခင်ဗျားတို့မပြတော့ပါဘူးလေရံကိုယ်တွေယူခဲ့တာတွေမပြောတော့ပါဘူးအခုရထားတာအရတော်သလားအရဆိုးသလားသဝေဖန်တော့မဟုတ်ပါဘူး ပေါ်လာဗလားဘုရားအဲ့ဆိုးမှန်သိလာတဲ့ခါကျတော့မျက်လုံးအမှန်မြင်မလားမြင်ပါမြင်လာတော့အဝိဇ္ဇာပဲနဲ့နေလူကျင်သေးလားဒီခန္ဓာကြီးမျိုးတော့ကမလူကျင်လို့ရှိရင်ပဲလူကျင်တဲ့တဏှာဖွင့်နေတာဘုံဘဝလူကျင်တဲ့တဏှာသာရသမီးတွေခင်းတွဲတဲ့တဏှာကိုယ်ခန္ဓာကိုယ်ခင်းတွဲတဲ့တဏှာရှိသေးရဲ့ရှိပါဒါဖြင့်နှစ်ဖက်မြင်ဖြစ်သွားသေးဘူးဖြစ်ပါအမှန်မြင်တာကဝိဇ္ဇာမလူကျင်တာကလောဘသေးတာဆိုတော့ဖွင့်နေတာအဝိဇ္ဇာမှောင်ကြီးကလည်းမရှိဘူး ဒနာပြာဒနာကတခါတည်းမအားမလောင်လုတ်ပြီးဒီကလာထားတဲ့အလုပ်ကြီးကြောင့်ဖြစ်လို့လူကျင်းနေတယ်ပြည့်စုံဟိုအားလူကျင်းတရားလူကျင်းတယ်လည်းအခုလူကျင်းတဲ့ရှိရှိသေးတယ်မရှိပါဘူးဆိုတော့မြတ်ကင်ငါးပါးနဲ့ကြိုးစားလိုက်လို့ရှင်ဖြင့်တန်တရားမှာဇုံလုံးကလုတ်တဲ့တရားနှစ်ခုသေးပါတယ်မှန်ပါသဘောပါရဲ့တန်တရားမှာဇုံလုံးကလုတ်တဲ့တရားဘယ်လိုလဲဝိသဝိသအဲ့ဒါဒီငါးပါးအကူကြီးဆရာဘုန်းကြီးကတော့မပေးဘူးဒီခန္ဓာပေါ်မှာအမှန်မမြင်မြင်တဲ့နည်းကိုမပေးဘူးဆိုလို့ရှိရင်ခင်ဗျားတို့အကန့်တွေပဲ မှန်ပါတယ်ဘာကြ။ဒါတော့ပြန်အကမ်းပြောက်တာရိမ့်မိကြ။ရိမ့်မိပါ။အကမ်းပြောက်တာရိမ့်မိတဲ့အခါကျတော့အခုကရိမ့်မိုံပဲရှိသေးတယ်။အကမ်းလေးတဲ့ပြောက်လို့ရိမ့်မိပြီ။ရိမ့်မိုံနဲ့လဲကျုပ်ပြန်လာကျောက်ကလေးတော့ရိမ့်မိပါပြီဆိုနဲ့တခါတည်းကျောက်ကုန်လဲချိစားတော့ဖြစ်မှာမဟုတ်ဘူး။မှန်ပါဟုတ်ကူလား။အစအဆုံးလိုက်ရတယ်။မှန်ပါမလဲရဘူးလား။အစအဆုံးလိုက်တော့မှဒီခန္ဓာကြီးကကြီးဦးမယ်ဆက်ပြီးကြီးဆက်ကြည့်တော့ तू ကအနစ်္စာပဲလား။ သစ်ပြန်ပါပြအောင်မလို့လို့မေးတဲ့ခါကျတော့ဩသူကခဏခဏဒုက္ခဒုက္ခရောက်နေတယ်ဒုက္ခသစ္စာပါလားလို့ပိုးမြင်လာတယ်မမြင်ဘူးလားမမြင်ပါဘူးခဏခဏပြည့်ကျဲလိုက်ပြဲလိုက်ကျဲလိုက်ပြဲလိုက်နေတော့ဘာသစ္စာကြီးတွေ့ရလဲဒုက္ခသစ္စာကြီးတွေ့ရအဲဒုက္ခသစ္စာကြီးသိလာတဲ့ချိန်ကျတော့ဖြစ်ပြက်ကနေပြီးဖြစ်ပြက်ပထမတော့ဖြစ်ပြက်ပဲအနိစ္စပဲနဲ့နောက်ကြတာလေရှုပါများလာတော့ဒုက္ခသစ္စာကြီးဖြစ် ဒုက္ခကိစ္စဖြစ်သွားတော့မိတ်ငါးပါးကတခါတည်းတကယ်ကိုမလို့ကျင်တော့ပါဘူးဆိုတဲ့ကြီးကဖြစ်ရဖြစ်ရပါဘူးဒီကဏ္ဍကြီးမလို့ကျင်သေးရမလို့ကျင်တဲ့အချိန်ကြတော့ရှင်းပြလောဘအမြစ်ပါပြတ်ပါပါသူမြင်လာတာအမြင်ကုန်သွားပါပါအမှန်မြင်လာကုန်သွားလို့လားပါပါအမှန်မြင်လာကုန်တော့ဝိဇ္ဇာရှိဖြစ်တယ်ပါပါတကယ်မလို့ကျင်တော့ဘူးဆိုတော့လောဘက အညီကလေးတောင်တန်းလေးရမတန်းတော့လောဘကလည်းချုပ်သွားတဲ့ခါကျတော့မှဩဒီခန္ဓာအကြောင်းကိုသိတာကဝိညာဉ်မလို့ခြင်းတာကအလောဘဖြစ်သွားတဲ့ခါမှာဒီခန္ဓာကြီးကကိုဝါးကြီးပြောက်တာအာပြောက်တော့ဒီကောဘာသစ္စာလဲသူကဒုက္ခသစ္စာဩဒုက္ခသစ္စာပြောက်သွားတယ်ဆိုတော့ဒီယောဂီပုဂ္ဂိုလ်ကြီးရှုနေတဲ့ပုဂ္ဂိုလ်ကဒုက္ခသစ္စာမတွေ့တော့ဩကိုဒုက္ခကိုကုန်မှာပေါ့လားလို့သူသိတယ် ဘာကုံသွားတာလဲဩဒုက္ခကုံသွားတယ်ဆိုတော့ဒုက္ခကုံသွားတယ်ဆိုတော့ဩဒုက္ခကုံသွားတာဒီဘာပါလိမ့်မလို့လို့ပေါင်းနေတဲ့ဥက္ကကိုရတော့တွေးတာပေါ့မှန်ပါဘာသစ္စာဖြစ်လဲဒုက္ခဖြစ်တာအဲဒုက္ခချုပ်တဲ့နေရောဒသစ္စာဖြစ်ဖြစ်သေးဘူးလားဖြစ်ပါဘူးဩဒါဖြင့်ဒီနေရာကိုမြင်ပြီဒုက္ခကုံတဲ့နေရာမြင်ပြီလေကြောင့်တွေးရိုစရာမရှိတော့ဘူးမှန်ပါ သိကြရောမရှိတော့ဒီနေရာမြန်ပြီးဒီကာလမှာခမည်းတို့ဒီနေကြပါဆိုတော့နောင်ခမည်းတို့ဒီအသက်တိုင်းတွေလို့ဆူတော့ကုန်လို့90သေးသေးတရားကြမှာပဲသေးသေးဆိုတော့ဒီနေရာကိုသေးတဲ့ချိန်ကျတဲ့ဒီနေရာကိုယ်တိုင်ရောက်အခုတော့ဒီနေရာကိုယ်တိုင်မြင်ရအခုအချိန်မှာမြင်အောင်လုပ်တာသေးတော့ငါသေးပဲရောက်မှာတုန်းလို့မတွေးနဲ့ဒုက္ခချုပ်တဲ့နေပါနေရမယ်ရောက်ရမယ်ဆိုတော့လေကြောင်းသေးစက်ကမသိသေးဘူးသိပါ အဲ့ဒါအကန်းစားကိုသိမ်းပါလေချမ်းသုဇကသိမ်းတာမှန်ပါအကန်းစားမသိမ်းပဲနဲ့လေချမ်းသုဇကသိမ်းလို့မရဘူးမှန်ပါရှင်းမလားရှင်းပါသဘောကျရှင်းပါကဲယနေ့ဒီရင်တော့ပါဦးမှန်ပါ